မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပေးနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာဒီအနန္ဒီလည်းလူသစ်စုနေတယ်စားနေရိတ်ခါနဲ့လက်နက်တွေသူတို့စုနေတယ်သူတို့ကစုပြီးရင်ဘယ်ကိုတိုက်မလဲဆိုနံပါတ်1ကမိုင်းရေကိုတိုက်မယ်နော်မိုင်းရေကိုတိုက်မယ် မိုင်းရဲကိုမတိုက်ရင်နံပါတ်1ကပြင်ဦးလေးကိုတိုက်မယ်ဆိုတဲ့သတင်းကအခုထွက်နေပြီနော်အခုသူတို့အားမွေးနေတယ်အရှိန်ယူနေတယ်ကျွန်တော်ပြောတာယုံကြည်မယုံမယုံကြည်နေမယုံဘူးဆိုရင်မနဲ့ပြန်ကျွန်တော်အတန်ဖိုင်နေတော့ကကျွန်တော်အခုလူကြီးတွေစီကိုရောက်အောင်လဲကျွန်တော်ပို့ထားပြီးပြီနော်အဲ့ဒီအတန်ဖိုင်နေပို့ပြီး၂ရက်၃ရက်လောက်အကြာကြာရင်တော့ကျွန်တော်လိုင်းပေါ်မှာတရားဝင်ဓာတ်တွေကိုကျွန်တော်ပြောရလိမ့်မယ် အဲ့အတန်ဖန်ကိုကျွန်တော်ဖွင့်ပြရလိမ့်မယ်ဒီ30 20ခုမတိုက်ခင်တော့ကလည်းဒီလိုပဲအဲ့တို့အခုလိုမျိုးပဲဟိုင်းကင်စာချုပ်ဟိုင်းကင်စာချုပ်ဆိုပြီးတော့တိုက်လာတာတောင်ခန်းကိုတိုက်တာတို့မရအောင်အခုတို့တိုက်ဖို့ကမိုင်းရေကိုမတိုက်ရင်ပြင်ဦးလုံတို့တိုက်လိမ့်မယ်နော်တို့လူတစ်တွေ14နှစ်နဲ့45နှစ်အတွင်းကိုလူစုနေတယ်နော်ကျွန်တော်အဲ့ဥစ္စာတွေကိုကျွန်တော်ညစ်ကိုကြီးကြီးရောက်အောင်ကျွန်တော်ပို့ပေးမယ်အဲ့ဒီအတန်ဖိုင်တွေကို 14နှစ်ကနေပြီးတော့45နှစ်အတွင်းကိုလူစုနေတယ်မိုင်းရေကိုတိုက်မယ်ပြီးတော့အခု6လပိုင်းတည့်ရက်နေ့မတိုင်ခင်ကျွန်တော်တို့တက်မတော်ကနေပြီးတော့မှလာရှိုးတို့ဒီကျွန်တော်တို့ပေးပေးထားရတဲ့နေရာတွေပေါ့နော်အခုအဓိကတော့ရှမ်းမြောက်ပါပဲဂျန်တဲ့နေရာမှာဆုံးရှုံးမှုကအဲ့လောက်မရှိဘူးအမ်းမှာလည်းကျွန်တော်တို့တက်မတော်နေနဲ့အခြေအနေကောင်းတယ်အမ်းလည်းအခြေအနေကောင်းတယ်အခုစစ်မျက်နှာပြင်ပွင့်နေတဲ့နေရာတွေအားလုံးအခြေအနေကောင်းတယ်မကောင်းတာကမိုးပြင်းနဲ့ မိုးပြင်းနဲ့အခုရမခါတို့ဘာလို့ကတော့မတိုက်တော့ဘူးပေါ့ဗျာတောင်းခံလည်းကောင်းတယ်စစ်မျက်နှာပြင်အကုန်လုံးကောင်းတယ်မိုးပြင်းတစ်ခုတော့မကောင်းဘူးမိုးပြင်းမှာတော့သူချကိုချချနေတယ်ဒါပေမဲ့အကြာဆုံးကတော့နှစ်ဖက်လုံးမှာရှိပုံရတယ်ဒါပေမဲ့ကိုယ့်ဘက်ကပို့ပြီးတော့မှချဆုံးမှုရှိနေတယ်ဆိုတော့အတန်ဒီကျွန်တော်ကြားနေရတာရှိတယ်ပေါ့နော်ဒါကတော့စစ်တိုက်တာဆိုတော့ဟိုမပြောလို့ဘူးပေါ့ကြာချုံးတာကြာချုံးတာပဲလေအဲ့တော့လာโจရာမခါငြိမ့်နေတယ်အခု ကျွန်တော်တို့တက်မတော်နောင်ချိုသိမ့်ပိုက်မယ်ထောင်းကျွန်တော်တို့ကဒီ MND အကူအကန့်ကိုတခါတည်းလာချိုမျိုးကနေအပီမောင်းထိုးပါမှာเนาะအပီမောင်းထိုးပါမှာเนาะမောင်းမတို့ပဲနဲ့ဒီတိုင်းဟိုင်ငင်စာချိုးရလိုလိုလိုအဝိုးလိုလိုဒီလိုလိုလီးလိုလိုမိုးလိုလိုလုံနေရင်14နှစ်ကနေ45နှစ်အတွင်းကိုကိုးကန့်ကလူစုနေတယ်เนาะတိုက်မှာမိုင်းရုံတိုက်မယ်နံပါတ်1မိုင်းရမဟုတ်ခင်ပြင်ဦးလုံတိုက်လိုက်မယ် အဲ့ဒီတည်င်းကတီတီကြကြခိုင်ခိုင်မာမာကျွန်တော်စီကိုရောက်နေပြီနော်ကျွန်တော်ကြိုပြောရင်မာခဲ့တယ်နော်အေးကြိုပြောရင်မာခဲ့တယ်ဆိုတာတဲ့ကိုဘက်ကလက်ဦးမှုအရင်ရယူရမယ်အဲ့ဒီရဲ့အတန်ဖိုင်နေကျွန်တော်အကုန်လုံးအပေါ်ကိုပို့ပေးမှာနော်ပို့ပေးမှာအခုလည်းပို့ခိုင်းထားတယ်တို့ရောက်လားမရောက်လားတော့ကျွန်တော်လည်းမသိဘူးနော်ကျွန်တော်ပို့ခိုင်းထားပြီးပြီအဲ့တော့ဒီရကိုင်ဘက်အခြေအနေကောင်းတယ်အခုနောက်တစ်ခုကပြောချင်တာစစ်သားပေါ့နော်ဒီလိုတိုက်ပွဲတွေမဖြစ်ခင်မှာ ဟိုနေ့ကကျွန်တော်ခြင်ညာသွားတယ်ကလေးမျိုးကလေးမျိုးရဲ့ဓာကဆာမှုကိုအောင်ကျော်ဆိုင်ကိုအောင်ကျော်ဆိုင်ဆိုတာဒေဇာ26ကဒီလူကဘလို့လူမျိုးလဲဆိုတော့စစ်သားထဲမှာမှာတော်တော်ရှားရှားပါပါတွေ့ရတဲ့လူမျိုးဖြစ်တယ်ဓာကဆာမှုကလည်း26ကကိုအောင်ကျော်ဆိုင်အနာမကတိုင်းမှုကလည်းဗိုလ်ချုပ်မျိုးမင်းထွေးပေါ့နော်သူအမျိုးသမီးရအောင်ချိုသူပဲနော်သမီးလေးနှစ်ယောက်ရှိတယ်နော်အဲ့တော့ လုံလုံကန်လို့တော့ကောင်းတယ်ကောင်းတယ်ကိုအောင်ကျော်ဆိုင်ကအောက်ခြေမှာလုံနေတာတွေတချို့ຢာတွေမတည်ဘူးနဲ့ထင်တယ်နော်ကလေးမျိုးမှာအဲ့ဒီအဝင်အထွက်တွေမှာကိုယ့်ရဲ့တပည့်အောက်လက်သားသမီးတွေကနော်တချို့ကားတွေမှာငွေကြေးတွေပါတယ်အဲ့လိုမျိုးတွေနည်းနည်းရှိလိမ့်မယ်ဒါပေမဲ့ဓာကစားမှုဆိုတော့လေသူလည်းအလုံးစုံတော့တည်နိုင်မှာမဟုတ်ဘူးသူ့ကိုချီးကျူးတာတခုကသူကအဲ့ဒီကလေးမျိုးမှာအရင်တော့ဓာကစားမှုကိုအောင်နိုင်ဦးနဲ့ရှိတော့ ကလေးကလေးမျိုးရဲ့ကုံတဲ့မက်ဇာသာဆိုတာရှိတယ်မက်ဇာသာကအဲ့ဒီကိုအောင်နိုင်ဦးကိုဝန်ပေါ့ဦးကိုအောင်ကျော်ဆိုင်ကိုတွေ့ကျင်လို့သုံးငါတီတီတွေ့ကျင်လို့ခွင့်တောင်းတယ်ခွင့်တောင်းတဲ့အချိန်မှာကိုအောင်ကျော်ဆိုင်ကဗာပြောလိုက်လေဆိုတော့သူနဲ့တွေ့ကျင်ရင်တဲ့သူအသက်65နှစ်ပြည့်မှလာတွေ့ပါတဲ့ပြောတာရှင်းတယ်ကုံတဲ့နဲ့သူစကားမပြောကျင်ဘူးတဲ့ ဒီအချိန်မှာသူစစ်ဘဲတိုက်ခြင်းနဲ့တဲ့အဲ့ဒါနဲ့ကားတစ်စီးဖမ်းမိတယ်ကားတစ်စီးဖမ်းပြီးတော့အဲ့ကားတစ်စီးကသိန်း300တန်တယ်သူကပြောလိုက်တယ်အဲ့ကားကိုလာရွေးတော့သိန်း1000ပေးရင်သိန်း1000ပေးလို့ရှိရင်နဲ့လာယူွားလို့ပြောတယ်တဲ့ကားသိန်း300တဲ့တနာသိန်း1000ဘယ်သူကပေးမှာတော့ဟုတ်တယ်မလားအဲအဲ့ဒါတစ်ချက်သူ့ရဲ့ပြောပုံဆိုပုံတွေပေါ့နော်ဒါဓာတ်ကစားမှုကိုအောင်ကျော်ဆိုင်ပေါ့နော် ကျွန်တော်စစ်ပဲတိုက်ချင်တာတဲ့ကုံတယ်ပွဲသားရင်စကားလည်းမပြောချင်ဘူးတဲ့ကုံတယ်ပွဲသားတွေကကျွန်တော်ကိုစကားပြောချင်ရင်ကျွန်တော်ပင်စင်ယူတဲ့အချိန်မှာပဲလာပြောပါတဲ့အဲ့လိုပြောတာနော်အဲ့လိုပြောတာဆိုတော့ तू ကပြောတာမဟုတ်ဘူးကျွန်တော်ကအတွင်သတင်းတွေအဲ့ဒီကုံတယ်တွေကပြန်ကြရတာအခုအဲ့ဒီဓကစားမှုကိုအောင်ကျော်ဆိုင်ကိုကုံတယ်တွေစုပေါင်းပြီးတော့မှလှုပ်ကြံဖို့လုပ်နေတယ်လှုပ်ကြံဖို့ဆိုတာဘာလို့လှုပ်ကြံမလဲဆိုတော့ကုံတယ်ပွဲသားတွေကပြောတယ်တဲ့ဒီမျိုးကိုရောက်လာပြီးတော့ပေါ့နော်ငါတို့ကုံတယ်ပွဲသားတွေရဲ့ တေကန်းချင်းကိုမှမယူလို့ရှိရင်နေရာပြောင်းရမယ်ဆိုတာမတည်ဘူးလားဆိုပြီးတော့အဲကုံတယ်ပွဲသားတွေကချင်းချောင်းနေတာတဲ့အဲ့ဒါကိုသူကလည်းအန်တုပြီးတော့မှငါရဲ့ကိုကျိုးငါရဲ့ဘောနောဥစ္စာသုံးခဲ့လို့ရှိလို့ရှိရင်နေပလေးစီပေါ့အခုသူတို့ကပတိတရားကိုတိုက်တဲ့အချိန်မှာအဲ့ဒီပွဲစားတွေပွဲစားကုံတယ်ပွဲစားတွေတယောက်ကို330 330 PDF ကိုပေးရတာချင်း PDF ပေါ့နော် အမြန်လမ်းအမရဲမီးတွေအခုချိန်ထိအမအကုန်လုံးဟွာဖြစ်နေတော့အဲ့တော့ကုံတဲ့ကလေးမျိုးကကုံတဲ့ပွဲသားတွေကတယောက်ကိုတဦးကိုသိန်း30နဲ့ကပတီတရားကိုတိုက်ဖို့အတွက် PDF ချင်း PDF ပေါ့နော် CDF တို့ PDF တို့ကနေပြီးတော့မှတောင်းတော့ဆောက်တန်မထွက်ဘူးနော်တက်မတော်သားတွေအဲ့လိုအဝင်ထွက်တွေမှာဖြစ်တဲ့အချိန်ကျတော့ဆောက်တန်ထွက်လာတယ်ဒါပေမဲ့ကျွန်တော်ဒီမြတ်တာတဲ့ ပြည်သူလူထုရဲ့ကိုယ်သားစပီကာတဦးဖြစ်နေတဲ့အတွက်ကျွန်တော်ပြောပေးခဲ့တယ်ကျွန်တော်ပြောတယ်ကျွန်တော်ကကိုအောင်ကျော်ဆိုင်ကိုပြောတာမဟုတ်ဘူးကိုအောင်ကျော်ဆိုင်ကိုကျွန်တော်အဲ့ဒီကဖုံးဆက်တယ်ဖုံးဆက်တဲ့အချိန်မှာဖလန်း၂၆ချစ်ကိုတိုက်နေရတဲ့ပြဿနာတစ်ခုကြောင့်ကိုအောင်ကျော်ဆိုင်ကဖုံးမကန်နိုင်ဦးနေမယ်ကျွန်တော်လည်းမသိဘူးအဲ့မှာကျွန်တော်ကကိုကြီးကျွန်တော်ဇော်ဘိုးကြီးမှာလို့ပြောတဲ့အချိန်မှာလည်းသူကအကြောင်းမပြန်ဘူးသူလည်းလှုပ်ရှုပ်နေလို့နေမယ်အဲ့တော့ကျွန်တော်ကပြည်သူလူထုကနေပြီးတော့မှဒီလိုတက်ကြိတ်တွေကိုဒီလိုပေးရတယ်ဆိုတဲ့အကြောင်းကိုတော့ကျွန်တော်ကလိုင်းပေါ်မှာတရားဝင် ပြောပေးတယ် ဒါကျွန်တော်ကျွန်တော်အနေနဲ့ပြောပေးရမယ်ကျွန်တော်တို့တက်မတော်ပုံရိပ်ကိုကျွန်တော်အကြမခံနိုင်ဘူးเนาะပုံရိပ်ကိုအကြမခံနိုင်ဘူးအဲ့တော့ကြတော့ပြဿနာဘယ်လိုသွားဖြစ်လဲဆိုတော့ကျွန်တော်ကြားတာဒီတဲ့ဒီပွဲသားကုံတဲ့ပွဲသားတွေကတဲ့ကပနီတရားကိုတိုက်ဖို့လုတ်တော့က PDF တွေကဒီကပနီတရားကိုတိုက်ဖို့လုတ်တော့ကြတော့တဲ့တယောက်ကို330စီးတဲ့ထဲတော့ကစောက်တိုင်မထွက်ဘူးတဲ့เนาะစောက်တိုင်မထွက်ဘူးတဲ့ အခုကြတော့လေအတန်တရားဟိုပြောဒီပြောနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ကျွန်တော်ကတဆင်ကကြားလာရောကြားလာတော့အဲ့ဒါနဲ့ကျွန်တော်ကဒီကလေးတက္ကသမှုကိုအောင်ကျော်ဆိုင်ရဲ့ဟိုဟာကိုစုံစမ်းကြည့်တယ်သူရဲ့လုံလုံနေမှုတွေအဲ့မှာပြုမှုဆောင်ရဲ့နေမှုတွေကိုစုံစမ်းကြည့်တော့ဒီတက္ကသမှုကဘာပြောလဲဆိုတော့ငားရတဲ့စစ်သားဟိုတဲ့ကြီးကကောင်းကောင်းဟဲလမတ်ကောင်းကောင်းနော်အဝိစာကောင်းကောင်း လိုအပ်တာတွေအကုန်ဖြည့်ဆည်းပေးတဲ့ကုံတွေပွဲသားဆိုလို့ရှိရင်နဲ့သူကငွေမယူနော်အဲ့လိုမျိုးဆိုရင်ငါချိုးစင်တက်ရင်တက်ရပါလိမ့်စေတဲ့မင်းတို့ဝင်လာတဲ့ပြောင်းနေပါလိငါအကုန်ခွင့်ပြုမယ်လေအဲ့လိုမျိုးလာတဲ့လူပြအဲ့လူကအာကြောက်စရာကြီးလို့ဒီလူဘောနောတကယ်ကြောက်စရာကောင်းတဲ့လူပါလားပေါ့ကြောက်စရာကောင်းတဲ့ဘောနောဓာကစာမူပါလားပေါ့နော် ငါကိုကြိုးတော့ဆိုရင်တော့လေငါဘယ်ကုံတင်နေမှလည်းမတွေ့ချင်သူဘယ်စီးပွားရေးသမားနဲ့မှလည်းငါလည်းမတွေ့ချင်ဘူးတဲ့အာယုံနောက်လို့တဲ့စိတ်ရှုပ်လို့တဲ့နော်အဲ့တော့ကျွန်တော်ကယာတူရဖို့လေလှုပ်လှုပ်နေတာမဟုတ်ဘူးတဲ့ချမ်းသာဖို့လှုပ်လှုပ်နေတာလည်းမဟုတ်ဘူးတဲ့ကိုကြိုးစီးပွားရှာဖို့လေဒီဒီကလေးမျိုးကျွန်တော်ရောက်လာတာမဟုတ်ဘူးတဲ့အေးကျွန်တော်ရောက်လာတာဒီဒီကလေးမျိုးနဲ့သာယာအေးချမ်းဖို့နံပါတ်1တဲ့သူကြားတဲ့နေရာတော့သူသာအေးချမ်းအောင်လုပ်မှာပေါ့နံပါတ်1ကပြီးလို့ရှိရင် ဒီမှာကလေးမျိုးမှာရှိနေတဲ့ပြည်သူလူထုတွေလွတ်လပ်စွာသွားလာပြီးတော့မှလောက်ကန်စားတော့နေနိုင်ဖို့အတွက်ကို သူလှုပ်ပေးပြီးတော့မှသူ အချိန်ကျရင်သူပြောင်းရမယ်နော်ပြီးလို့ရှိရင်သူမြန်မာနိုင်ငံငင်းချမ်းမှတက်မတော်ပေါ်မှာပြည်သူလူထုတွေအထင်မြင်လွဲမှားတာတွေကိုလက်တွေ့ကြကြနဲ့သူမျက်ဝါးတင်တင်ဒီကုံတယ်ပွဲသားတွေရှိရပတ်စံတစ်ချက်မှမယူခဲ့ဘူးဒီကလေးမျိုးကိုသူတက်မတော်တွေရဲ့အသက်သွေးချေးတွေနဲ့ပေးဆက်ပြီးတော့မှ သူတက်နိုင်တော့သူလုတ်ပေးခဲ့တယ်ဆိုတော့ဂုံဘုတ်ကိုပဲသူလိုချင်တာအဲ့။နော်အဲဂုံတယ်ပွဲသားတွေကျွန်တော်ကိုပြောချင်တယ်ဆိုရင်ကျွန်တော်ပင်စင်ယူတဲ့အချိန်မှာကျွန်တော်နဲ့လာတွေ့ပါလို့ပြောတာ။အဲ့တော့အခုဂုံတယ်ပွဲသားတွေကချင်းချောင်းနေတယ်တဲ့။ချင်းချောင်းလို့ဘယ်လိုရမှာလဲ။နာမခတိုင်းဘူးကလည်းတေသ26ကလေနော်ကိုမျိုးမင်းထွေးရကိုအောင်ကျော်ဆိုင်ရလည်း26ကကိုအောင်ကျော်ဆိုင်ကနည်းနည်းစိတ်ကြီးတယ်။ဒါခါကြရင်ကိုအောင်ကျော်ဆိုင်ကမှန်နေပါလေထိုးခွဲတတ်တယ်။ကိုကြီးကိုကြီးကြောင်းကြီးလေးဂုံတိတယ်နော်။ ကိုကြီးပန်းလေးပါလေဒိုးခွက်တက်တယ်လက်တွေပါလေပတိလေးပါလေစီရက်ပြန်လေးပါလေဖွတ်တာအကိုကြီးကနည်းနည်းစိတ်ကြီးလို့နော်စော်ဘုံငါးချောင်းတွေဘလို့တိလဲလို့အကိုကြီးမမေးနဲ့နော်အအကိုကြီးနဲ့တင်းတန်းတူတူတက်ဖူးတဲ့လူတွေကကျွန်တော်နဲ့အတူတူရက်တောင်းနေတာနော်အဲ့တော့ရတော့ဟိုပြောချင်တာကိုအောင်ကျော်ဆိုင်ကအဲ့လိုမျိုးစစ်သားမျိုးတွေကျွန်တော်တို့အလိုရှိပါတယ်ပေါ့နော်တိုင်းပြည်မှာအဲ့လိုစစ်သားမျိုးတွေအဲ့လိုတမ်းလို့သားတွေအများကြီးရှိပါတယ်အဲဂိတ်တွေမှာတော့အောက်ခြေမှာတော့ပေါ့ဗျာ အဲရှိကြမှာပေါ့နော်တပုံအောင်ပေးသေးတာပဲဗျာကိုယ့်စစ်သားကိုပေးရတာပေးကြပေါ့နော်ခင်ဗျားတို့ကလေးမျိုးလေးဒါရပေါ့အဲ့မှာကလေးမျိုးကဆရာတော်ဘုရားတယောက်ကတော့ပြောတယ်ကလေးမျိုးမှာတဲ့စီးပွားရေးလုပ်ငန်းလုပ်တဲ့ကုံတယ်ပွဲသားတွေကတဲ့ရိုးရိုးသားသားနဲ့ကြီးပွားချမ်းသာသွားတာကလက်သုံးချောင်းလောက်ပဲရှိတယ်တဲ့၃ယောက်လောက်ပဲရှိတယ်တဲ့ကျန်တဲ့လူတွေကဒီလိုပဲတဲ့ကလင်ကကြစ်တွေနဲ့ဒါတော့ခင်ဗျားတို့မနာနဲ့တော့ဘုန်းကြီးကပြောတော့ကျွန်တော်ကပြောတာနော်ကလေးမျိုးကဆရာတော်ဘုရားတဝူးရှိတယ် အဲ့ဒီဆရာတော်ဘုရားကြောင့်ပဲကျွန်တော်ကလေးမျိုးခုခမရတို့မြောင်ခရမ်းတို့ဟန္တာဝူဒီတို့ဘာလို့ကိုကျွန်တော်26သိန်းနဲ့8000ဘူးကျွန်တော်ကလေးတွေကိုစာအုပ်တွေဘောပင်တွေခဲတံတွေကျွန်တော်ပြီးခဲ့တဲ့နှစ်ကလူခဲ့ဘူးတဲ့ဒီနှစ်ကြောင်းပြီးသွားပြီကျွန်တော်လူခဲ့ဘူးတဲ့နောက်ဒါကသာမဟုတ်ဘူးအောင်ကြော်ဆိုင်ရလဲဟိုနေ့ကငချောက်ပိတ်တာ100လူတယ်ပိတ်တာ100လူတယ်အဲ့တော့ကြတော့တကယ်တော်တဲ့ထက်မြက်တဲ့ပေါ့နော် ဒီလိုတက်မတော်သားတွေကိုကျွန်တော်တို့အလိုရှိတယ်နော်ဒါကလေးတက္ကသမှုအကောင်ကျော်ဆိုင်ငကြောပိဿတရားလူတယ်တဲ့အဲ့မှာပို့ပေးတယ်သူလည်းရအောင်လုပ်နေအဲ့မှာစားတွေလည်းပြက်လက်နေတယ်နော်ဝင်ကြီးချုပ်ကကိုမြတ်ကျော်နော်ကိုမြတ်ကျော်ဆိုတာလည်းဒါကိုဦးမြတ်ကျော်လို့မခေါ်ချင်လို့ဗျာကိုမြတ်ကျော်လို့ခေါ်တယ်နော်ကိုမြတ်ကျော်ကလည်းတိုင်းဘူးကလည်းမျိုးကိုမျိုးမင်းထွေးမဒီမှာလည်းကိုအောင်ကျော်ဆိုင်အဲ့မှာစကိုင်းတိုင်းဧရိယာအခြေကြီးပြတည့်ရမလားနောက်တော့ PDF တွေနယ်ပိန်းတို့ချီပရိတ်နေထားကြတာအဲ့မှာတော်တော်ဆိုးလား တော်ဆိုတာထိန်းရသိန်းရလဲတော်တော်ခက်တဲ့ခက်တဲ့တိုင်းပေါ့နော်စကိုင်းတိုင်းပေါ့နော်ဒါပေမဲ့ PDF သင်ချိုင်းကတော့စကိုင်းတိုင်းပဲဖြစ်မှာပဲဆက်တိုင်းရင်မြို့တွေပြက်မယ်ရွာတွေပြက်မယ်နော်ဒုက္ခတွေရောက်ကုန်မယ်အကုန်လုံးကနော်အဲ့တော့ပြောချင်တာကတော့တက်မတော်မှာဒီလိုလူမျိုးတွေနော်ဒီလိုဓာကဆာမူတွေဒီလိုခေါင်းဆောင်တွေလူရှိတယ်ဖျဲသီးတွေပေါ့နော်ပြီးလို့ရှိလို့ချင်းဝန်သားစရာစကားတခွန်းကတော့ လွန်ခဲ့တဲ့၃ရက်တည်းကကျွန်တော်သိကြပါကျွန်တော်ကမပြောခဲ့တာမပြောခဲ့တာဆိုအကြောင်းအရာဆက်ဆက်မှုမရှိလို့ဒါဒါကစားမှုကိုအောင်ကျော်ဆိုင်ကိုပြောတယ်လို့ကျွန်တော်တို့ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာနော်ဗန်မွေးမှာဗန်မွေးကနေပြီးတော့အုံမဒီအုံမကားလို့ရွှေချောင်းမင်းတို့ဘာလို့ပေါ့နော်ဒီနောင်ချိုးကိုဒီမှာကျွန်တော်အလန်း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 ဒီအလန်းအလကားမဟုတ်ဘူးနောင်ချိုးမကြမီအချိန်တွင်းမှာနော်ကျွန်တော်တို့တက်မတော်ကပြန်လဲအသိမ့်ပတ်ရရှိတော့မှာဖြစ်တယ်အသိမ့်ပတ်ရရှိတော့မယ်နော်အဲတခြားအရာတွေတော့မပြောချင်ဘူးနောင်ချိုးကိုသိမ့်မကြတော့ဘူးပေါ့နော် အေးမင်းတို့ကပဲစာမှုပွဲပြီးရင်တိမ်မလားငါတို့တက်မလို့ကပဲတိမ်မလားဆိုတာတော့မင်းတို့ကြည်ထားပေါ့နော်ကြည်တာအဲ့တော့နောင်ချိုမကြမီအချိန်တွင်းမှာဒီအလံကိုအလကားထားမှုအလံနှစ်ခုရှိတာနှစ်ခုဟိုမှာအကြီးတစ်ခုရှိသေးတယ်အလံအကြီးဒါနှစ်ပေလေးပေဟိုမှာလေးပေ၆ပေရှိတယ်နော်အဲ့တော့တရားသူတို့အေးမင်းအောင်တော့ကာနေဤတင်သွားပါပြီခင်ဗျာနော်လွန်ခဲ့တဲ့၃ရက်လောက်ထဲကကျွန်တော်ကလည်းသူနဲ့နီးစက်ရနေရာမှာမရှိဘူး သူကွန်ကရစ်ဂျူလေးရှင်းမှာဆိုတာလောက်ချင်တာဒါကတိရသူရအေးမင်းအောင်ကိုတိရသူရအေးမင်းအောင်ဆိုတာကဒီဘက်တစ်ဖက်မှာကတိရသူကရတဲ့ဒီဘက်ခေတ်မှာပေါ့နော်တော်တော်ရှားတဲ့ရှားပါပေါ့နော်ဒီရဲ့စီအပစင်အင်းဒိတ်44ကိုလည်းဂုံယူပါတယ်အင်းဒိတ်44ရနော်တရားသူရအေးမင်းအောင်နဲ့အတူတူဒီရဲ့စီတွေတက်ခဲ့တဲ့ညီကိုတွေကိုလည်းဂုံယူပါတယ်ပေါ့နော် တရားသူအေးမင်းအောင်တော့ခုကာနေကြီးအပွင့်တင်သွားပါပြီအမကော်လန်ချက်က၄တောင်းနဲ့အဲလေဒီကနေ့လေးပြပါတယ်နော်ကာနေကြီးလွန်ခဲ့တဲ့၃ရက်တည်းကသတင်းတွေကကျွန်တော်စီရောက်တယ်ကျွန်တော်လည်းခုမှဂျုံလို့ပြောပြတာပေါ့နော်အဲ့တော့တရားသူအေးမင်းအောင်ကိုတမတော်အတိုင်းဝိုင်းနေရတချို့တော့တိုက်ခိုက်တဲ့လူတွေရှိတယ်လို့လက်ဖက်ပလောင်တွေကလည်းတိုက်ခိုက်တယ်အဲ့တော့တိုက်ခိုက်တဲ့ဂျားတွေကနေမှအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကာနေကြီးဖြစ်သွားပါပြီနော်ကာနေကြီးဖြစ်သွားပြီကာနေကြီးဖြစ်သွားပြီဆိုတော့ ည်တဲ့အတိုင်းပဲလေနော်အဲ့တော့တက်မတော်မှာဒီလိုလူမျိုးတွေသူရဲကောင်းနေပေါ့နော်နောက်တစ်ခုကတော့တောင်းကန်ကမဆာခကိုရနေရဲ့နော်ကိုနိုင်ဝင်းကိုနိုင်ဝင်းပေါ့နော်ဗမှုချုပ်နိုင်ဝင်းရဲ့အကြောင်းကတော့အဲ့ဒီမှာတာဝန်ထမ်းဆောင်ခဲ့တဲ့စစ်တီတွေကသတင်းနေပေးလာတာရှိတယ်ဒါပေမဲ့အဲ့ဒါကိုတော့ဖုံးတဲ့နီးစက်တဲ့လူတွေကိုမေးပြီးတော့မှ အမှန်တရားတော့ပြောရမယ့်အရာတွေတော့ရှိလာသေးတယ်နော်အဲအဲ့ဒါလေးတော့ရှိတယ်အဲ့တော့တရားသူကအေးမင်းအောင်ကတော့ကာနေကြီးဖြစ်သွားပြီးတော့မှနော်ဒီဗံမွေးတွေဗံမွေးနေရနေပြီးတော့မှဆုတ်ခွာခဲ့ရတဲ့နေရာတွေအားလုံးကို ပြန်ယူထားတဲ့အတွက်နောက်တော့သူ့ရဲ့ကြိုးစားမှုတွေနော်သူ့ရဲ့ကြိုးစားမှုတွေကြောင့်အခုလိုကာနေကြီးအပွင့်နေပါတယ်အခုသူတင်သွားပြီး တင်းသွားပြီအဲ့လိုပဲတက်မတော်မှာလည်းစူးစားကြပါလို့နော်တက်မတော်သားတွေတက်မတော်သားတွေရှေတန်းရောက်စစ်တီတွေစစ်သားတွေအားလုံးနော်အဆင့်ရာထူးမခွဲကြပါဘူးစူးစားကြပါနော်ကိုတက်မတော်သားအချင်းချင်းဝိုင်းဝန်းကူညီပါမုဒိတာတရားပွားပါမြစ္စည်းရာစိတ်တွေမထားပါနဲ့နော်ဒီတရားသူရအေးမင်းအောင်ဆိုတာတက်မတော်ဘက်ကလည်းအချို့သောအောက်တန်းသားတွေကတိုက်ခိုက်တာကိုသူခံရတယ်ရှေတန်းမှာလည်းတော်တော်လေးကိုသူရုန်းကန်ပြီးတော့ဂျိုးသားနေရတဲ့အနေအထားမျိုးကာလတဲမှာမှာတော့ သူတို့ကတော့ congratulation ပါပေါ့နော်အဲကိုကြီးကိုအောင်ကျော်ဆိုင်ကိုကိုအောင်ကျော်ဆိုင်တို့လိုတိရသူရအေးမင်းအောင်တို့လိုစစ်သားကောင်းတွေယောက်ျားကောင်းတွေတက်မတော်မှာဒီတက်မက ပေါ်ထွက်လာပါစေလို့ပဲ